အင်ဒိုနီးရှားနိုင်ငံကတရဲချောက်လွန်းလို့ဘယ်သူမှမသွားရဲကြတဲ့နေရာနှစ်ခုပြည်သူများအလုံးမင်းမြင်လာပါရှင် M9 Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်အာဆီယံဖွဲ့ဝင်နိုင်ငံတနိုင်ငံဖြစ်တဲ့အင်ဒိုနီးရှားနိုင်ငံမှာတရဲချောက်လွန်းလို့တော်ရုံလူဘယ်သူမှမသွားရဲကြတဲ့နေရာနှစ်ခုရှိပါတယ်အဲ့ဒီနေရာတွေကို Google Map ကနေအလွယ်တကူရှာဖွေကြည့်ရှုနိုင်ပြီးတော့သူတို့နဲ့ပတ်သက်တဲ့သဘာဝလွန်ဖြစ်ရပ်တွေကိုလည်းအင်တာနက်ပေါ်မှာရှာဖွေဖတ်ရှုလို့ရပါတယ်ဒါပေမဲ့ပုံပြီးပြည့်ပြည့်စုံစုံသိကြရင်တော့ဒီဗီဒီယိုကိုအဆုံးထိကြည့်ပြီးဖို့မြစ်တာရက် င်ခြင်းပါတယ်။ဒီတော့ထုံးစံတိုင်းမှာဆောင်းလေးချုံတစ်ချက်လေးတက်ပြီးဗီဒီယိုကိုစုံးနေသည့်အတူကြည့်လိုက်ကြရအောင်ပါ။ပထမဆုံးပြောပြမယ့်အဆောက်အုံကြီးကတော့လောင်ဝမ်ဆယ်ဘူးလို့အမည်ရတဲ့အဆောက်အုံကြီးဖြစ်ပါတယ်။ဒီအဆောက်အုံကို20ရာစုလောက်တုန်းက Dutch အရှေ့အိန္ဒိယရထားကုမ္ပဏီကနေတိစောက်ခဲ့ရဖြစ်ပါတယ်။အဲ့ဒီချိန်တုန်းကတိုင်းတစ်ပါးသားတွေရဲ့ကိုလိုနီလက်အောက်ကိုကျရောက်နေတာဖြစ်တဲ့အတွက် Dutch တွေကအင်ဒိုနီးရှားလူမျိုးတွေကိုဒီအဆောက်အုံကြီးကိုဆောက်လုပ်ဖို့အတွက်နှိမ့်ဆက်ခိုင်းစေတာမျိုးတွေကိုပြုလုပ်ကြပါတယ်။ ဒုတိယကမ္ဘာစစ်တွင်ဂျပန်နေလက်အောက်ကိုရောက်တော့လဲဖက်စစ်ဂျပန်တွေကဒီအဆောက်အဦးကိုခင်ပေတိုင်းရုံးချုပ်အဖြစ်နဲ့အုပ်ချုပ်ခဲ့ပြန်ပါတယ်။အဲဒီချိန်တုန်းကအင်ဒိုမျိုးချစ်ခေါင်းဆောင်အများအပြားကိုဒီအဆောက်အဦးကြီးထဲမှာရင်းရဲဆက်ဆက်တပ်ဖြတ်ခဲ့ကြတာပါ။ကိစ္စဆက်သွေးချောင်းစီးခဲ့ရတဲ့လာဝန်ဆေဘူးစာအုပ်ကြီးထဲမှာမကျွတ်လွတ်သေးတဲ့ဝိညာဉ်တရေတွေအများစွာရှိနေစေဖြစ်ပါတယ်။အဲဒီထဲမှာထင်ရှားတဲ့တရေတကောင်ကတော့ဂျပန်ခေတ်ကလေးကရှိနေတဲ့ခေါင်းပြတ်တရေပဲဖြစ်ပါတယ်။ အစာဦးရဲ့ဟောကန်းထဲမှာညာဘက်ဆိုရင်ရှောက်သွားနေတာကိုတော်တော်များများတွေ့မြင်ဘူးကြပါရယ်။လာဝန်ဆဲဘူးအစာဦးကိုမကြာခဏလာရောက်လေးလာတဲ့သူတွေရဲ့ကြောပြချက်အရတော့အပေါ်တက်ခရီတာမှာ dash အမျိုးသမီးတစ်ယောက်ကိုဝိညာဉ်ကိုမြင်ရတတ်ပါရင်အဲ့ဒီအမျိုးသမီးဟာဘယ်သူပဲဝါလဲဆိုတာမသိရပါပဲ။အဖြူရောင်ကောင်ဝင်ကြီးကိုဝိစင်ထားတယ်လို့ဆိုပါရယ်။ နောက်ထပ်တရေ၆တဲ့နေရာကတော့ဂျာကာတာကျွန်းပေါ်ကမင်ထာနိုယထာလမ်းမကြီးဖြစ်ပါတယ်။1989ခုနှစ်တုန်းကအဲ့ဒီယထာလမ်းပေါ်မှာယထာနှစီဝင်တိုက်မှုဖြစ်ပွားခဲ့ပြီးတော့လူပေါင်း150လောက်အသက်သေဆုံးခဲ့ရတာဖြစ်ပါတယ်။အဲ့ဒီအချိန်တုန်းကဒီယထာလမ်းပေါ်မှာအော်ဟစ်ပြေးလွှားနေကြတဲ့တရေတစ်စီတွေကိုမြင်ကြရတော့တာပါ။နေရာကတော့ဘင်တာရိုမြို့မန်ဂါရိုင်းဘူတာယုံနဲ့မလန်မကန်းမှာဖြစ်ပွားခဲ့ရဖြစ်ပါတယ်။ ညဘက်ဆိုရင်ရထားလမ်းပေါ်မှာရထားမရှိပဲအိုအောဆွဲတဲ့အတန်တွေလူတွေအော်ဟစ်ပြေးလွှားနေတဲ့အတန်တွေကိုဘူတာယုံကနေအတိုင်းသာကြားရလိမ့်ရှိပါတယ်။ဒီလိုမျိုးဖြစ်ရတွေကြောင့်နောက်ပိုင်းဂျာကာတာကျွန်းမှာဘသူမှညအချိန်ကိုရထားဆောင်မစည်းရဲကြတော့ပါဘူး။တခါတလေရထားဆောင်နေရင်လည်းကျောကိုလက်အေးကြီးနဲ့လာကင်တာမျိုးတွေကိုလည်းခံရလိမ့်ရှိပါတယ်။ရထားမောက်တဲ့နေရာကိုရောက်ပြီးဆိုတာနဲ့ရုတ်တရက်ခေါင်းနှက်ပန်းတွေကြီးလာပြီးတော့ကြက်သီးမွေးညင်းတွေတပြန်ပြန်ထလာတတ်ပါတယ် ဆိုတော့အင်ဒိုနီးရှားကအခုပြောပြခဲ့တဲ့နေရာတွေနဲ့ပတ်သက်ပြီးတော့မိတ်ဆွေတို့ရဲ့အမြင်ကိုမှတ်ချက်ရေးပေးခဲ့ပါအောင်နော်။နောက်ထပ်လည်းစိတ်ဝင်စားဖို့ရသတင်းအကြောင်းအရာတွေကိုတင်ဆက်ပေးမှာဖြစ်လို့ကျမတို့ရဲ့ channel လေးကို like and subscribe လုပ်ပေးကြပါအောင်ရှင်။ကြည့်ရှုပေးခဲ့ကြတဲ့အတွက်တယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ရှင်။